တင်းပြတ်နေကော်ဖီရနေရဲ့ဆွဲဆောင်မှုစိတ်သက်ပျော်ဝင်သွားစေမယ့်အရာသာနဲ့ Nescafe ကအောင်မြင်မှုကိုတင့်တယ်ယူဆောင်လာတော့မှာပါ thank you ရာဝန်ကြီးတွေရဲ့အခမဲ့စေကုသပေးဓမ္မန်ရိုက်ပေးတဲ့အစီအစဉ်မှာ TV ရောကခန်းစားနေရသူတွေကိုဦးစားပေးကုသပေးခဲ့တာဖြစ်ပြီးရက်ရှိထောင်းဆိုးတာတွေပါဝင်အထွေထွေယောဂါတွေကိုကုသပေးခဲ့တာဖြစ်ပါတယ်။လို့ရရင် အခမဲ့ဓမ္မန်ရိုက်ပေးတာတွေ TV ယောဂါအတွက်တလိပ်စစ်ပေးတာတွေအခမဲ့ဆေးပေးတာတွေလည်းပါဝင်ပြီးရက်ွက်အုပ်ချုပ်ရေးမှုတွေနဲ့ရက်ွက်အแทးကပရဟိတအဖွဲ့တွေပါပူးပေါင်းပါဝင်ခဲ့ကြပါတယ်။မြန်မာနိုင်ငံမှာဦးစားပေးတိုက်ခိုက်ရမယ့် TV ယောဂါအတွက်ဒီလိုကွင်းစစ်ဆေးပေးမှုတွေကို လက်လွတ်မခံသင့်တယ်လို့ဘသူမဆိုအခမဲ့လာရောက်စစ်ဆေးကြည့်ဖို့တိုက်တွန်းခဲ့သူကဒေါက်တာသိန်းဖွန်ပါနိုင်ငံမှာကတော့ TV ကတော့ဒါအဓိကတော့ပူဇာပေးတိုက်ဖျက်မဲ့ယောဂါတွေယောဂါဖြစ်တယ်ပါတယ်ဖြစ်ပွားမှုကလည်းအများများနေတဲ့ယောဂါဖြစ်တယ်အဲ့တော့လူလူထဲမှာလည်းအဲဒီယောဂါတွေကပြည့်နှံ့နေတာပေါ့နော်ပြည့်နှံ့နေတော့ကြတော့ရှိုးကဒီယောဂါနဲ့ပတ်သက်လို့ကိုယ်မှဖြစ်နေမှမသိကြဘူးပေါ့မသိကြတဲ့အခါကျတော့နော် ဒီလိုမျိုးရောက်ကတည်းကအမျိုးနယ်ကိုမျိုးနယ်ကိုင်းဆင်းပြီးတော့လာရောက်ပြီးတော့ဟိုအခမဲ့စစ်စေးရှာဖွေနေတဲ့အချိန်မှာအချိန်မှာအဲ့ဒီအခွင့်အရေးကိုလက်မလွတ်ဘဲနဲ့ဒီလိုမျိုးဒီဘီယောဂအရှိရှိကိုနော်လာရောက်ပြီးတော့စစ်စေးတက်တဲ့အကြောင်းပေါ့နော်တိုက်တွန်းခြင်းပါအခမဲ့ကုသပေးတာနဲ့ဓမ္မရိုက်ပေးတာတွေကိုရက်ွက်တိုင်းမှာပြုလုပ်ပေးဖို့မဖြစ်နိုင်တဲ့အတွက် တာကေတာမြို့နယ်ကနေရာ၅ခုမှာအရင်ဆုံးပြုလုပ်တာဖြစ်ပြီးအခုပြုလုပ်တဲ့ခုနှစ်အရှိရက်ကွက်ကတော့တတိယမြောက်နေရာဖြစ်ပါတယ်။နောက်ရက်တွေမှာတော့ကျန်းတဲ့နှစ်နေရာဖြစ်တဲ့တဆယ်တောင်ရက်ကွက်နဲ့ရှုကင်းသာရက်ကွက်တွေမှာဆက်လက်လှုပ်ဆောင်သွားဖို့ရှိနေပါတယ်။စေကူတော်မှုလာရောက်ခံရတဲ့ဒေါခင်နှမ်းမြင့်ကလည်းမရှိစင်းရဲသားတွေအတွက်ပြုလုပ်ပေးတဲ့ဒီလိုမျိုးကျွမ်းမာရေးအလှူအတွက်ဝမ်းသာအားရဖြစ်နေပါတယ်။အချို့ဆိုဆင်းရဲဆင်းရဲတော့ဆင်းရုံတွေပါရဲမသွားနိုင်ဘူးလမ်းဆေးကုန်တာတွေပါလို့ရှိရတယ်။အဲ့ဒါကြောင့်မို့ဒီမှာပဲ ဒါအခုလိုဆရာမတွေတွင်းဆင်းလာတာပဲလေကျေးဇူးတင်ရတာပေါ့နော်ဒီမှာဘယ်လိုခွန်လဲဆိုလို့ရှိရင်ဒီမရှိစင်းရဲသားတို့တတ်နိုင်တဲ့လူတွေရှိရဲမတတ်နိုင်တဲ့လူတွေရှိရဲလေအဲ့မတတ်နိုင်တဲ့လူရောတတ်နိုင်တဲ့လူတွေရောဒီမှာလာပြအခမဲ့ကူတာလို့ရတာပေါ့အဲ့ဒါလည်းအားရဝမ်းသာဖြစ်ရပါလေ